พาตำรวจไม่ห้าไม่ไม่ดักไว้แล้วมึงกลับบ้านกลับบ้านกลับไปเบสให้มึง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 ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ဘင်းစတက်ထိပ်သီးစည်းဝေးမှာမြန်မာစစ်ကောင်းဆောင်ကိုတရောက်ခွင့်ပေးခဲ့တဲ့အပေါ်ထိုင်းနိုင်ငံသားတွေရဲ့ကံကွက်ဆန္ဒပြမှုတွေစတိုက်ရှိလာနေပါတယ်။ စစ်ကောင်းဆောင်ဘန်ကောက်ကိုရောက်လာတဲ့ဧပြီ3ရက်ကနေ9ရက်အထိထိုင်းနိုင်ငံသားတွေရဲ့ဆန္ဒပြမှုတွေစတက်ရှိလာနေတာဖြစ်ပြီးစစ်ကောင်းဆောင်တဲခိုနေတဲ့ဟိုတယ်တွေအထိပါဝင်ရောက်ဆန္ဒပြမှုတွေရှိခဲ့တာပါဧပြီ9ရက်မှာလဲထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ UN ရုံးနဲ့မြန်မာတန်ယုံတွေရဲ့ရှေ့မှာထိုင်းနိုင်ငံသားတွေစုဝေးပြီးဆန္ဒပြခဲ့ကြပါတယ်เราพร้อมจะจับมือกับผู้ถูกกดขี่ทุกคนไม่ว่าจะเป็นเชื้อชาติไหนใช่ไม่ใช่ใช่อ่ะ งั้นเราขอโค้ชสุดท้าย မင်းအောင်လိုက်မင်းအောင်လို့မင်းအောင်လိုက်မင်းအောင်လို့ဒီမိုကရေစီရစီရေတို့အရေးတို့အရေးမင်းအောင်လိုက်ရဆိုင်နိုင်အောင်လာတယ်ဟာဟောပေါ့နော်ဒီဒီမှာဒီမှာဒီလောက်လူတွေစေကြီးနေတာပေါ့နော်သူညီဖို့မစင်းသားဘူးပေါ့ပြီးတော့ပြီးတော့လူတက်ပြီးဒီလူတက်တရားခံပေါ့ပြောမယ်ဆိုလို့ရှိရင်နော်ဒီလိုသူတို့ကတော့ဒီလိုပြောတာပေါ့နော်လူတက်တရားခံလို့ပြောတာပေါ့ အဲ့ဒီလိုတက်ပြည့်ဆောင်ပါဒီလိုဆိုင်နိုင်ရဲ့အစိုးရကအခုလိုကောင်းကောင်းမွန်မွန်ကြိုးစားရတယ်ပေါ့နော်အဲ့ဒါလိုသူတို့မစီနေဘူးပေါ့ဟုတ်ပါလားလို့မြန်မာတန်ယုံရှိမှာတော့ဒီနေ့နေ့လယ်ပိုင်းနေ့ကထိုင်းနိုင်ငံသားတွေစူဝေးပြီးဆန္ဒပြခဲ့ကြတာပါအဲ့ဒီတဲ့စေကောင်းဆောင်ကိုထိုင်းပြည်ပေါ်နင်းခွင့်ပြုခဲ့တဲ့အတွက်ထိုင်းဆိုရအနေနဲ့ပြန်ဖြေရှင်းရမယ်ဆိုတဲ့အချက်တွေပါဝင်နိုင်ငံအတွင်းပြစ်မှတ်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝင်မှုတွေစတိုက်ကျူးလွန်နေတဲ့စေကောင်းဆောင်ကိုလက်ခံတဲ့အပေါ်ထိုင်းစိုးရကိုရှုံချတယ်ဆိုပြီးကန့်ကွက်ဆန္ဒပြနေကြတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်းကလူခွင့်ရေးလှုပ်ရှားသူတွေနဲ့အရက်ဖတ်အဖွဲ့တွေမြမရေးလှုပ်ရှားသူတွေပါဝင်ခဲ့ကြပြီးသူတို့ရဲ့သဘောထားကြီးညာချက်တွေကိုလည်းမြမတန်ယုံရှိမှဖတ်ပြတာကြွေးကြော်ဆန္ဒပြတာတွေလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ဒီဖွဲ့တွေရဲ့သဘောထားကြီးညာချက်ထဲစစ်ရာဇဝေးကောင်ကိုထိုင်းနိုင်ငံနဲ့ဝင်ခွင့်ပေးခဲ့တဲ့အပေါ်ထိုင်းစုရကိုကန့်ကွက်ရှုံချပြီး ထိုင်းစိုးရအနေနဲ့မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးဖြတ်တောက်ဖို့ဆိုတဲ့အချက်တွေကိုထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်ဒီနေ့ရှေ့ကြရတဲ့ဒီဆက်ကတော့မြောက်ဟိုင်းကိုဒီနိုင်ငံတကာရာသီခုံတုံးကနေကြောဖမ်းမိတ်အသက်ဖမ်းဖမ်းမိတ်ထုတ်ထားတဲ့ကိစ္စရှိရဲ့အဲ့ဒါကြီးကိုဖမ်းနိုင်ငံလာတော့ဖမ်းပြီးပါလို့သူကတော့ပြောနေတာဖမ်းနိုင်ငံမှာရောက်နေတော့လာဖမ်းကြပါအဲ့ဒီသူကတော့သွားပြီးတော့ဆက်နာပြတာလေးမင်းတို့ကတော့ဖမ်းမိတ် က်မှာလည်းထိုင်းမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့တွေအနေနဲ့ဒီဆန္ဒပြပွဲတွေကိုနှောက်ယှက်တိုက်ခိုက်မှုတွေရှိခဲ့ပြီးဒီနေ့ UN ရုံးချိန်မှာစေကောင်းဆောင်ကိုဆန္ဒပြဖို့လာရောက်တဲ့ Bright Future အဖွဲ့ကခေါင်းဆောင်ကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ပါသေးတယ်လက်ရှိမှာတော့ထိုင်းနိုင်ငံအတွင်းမှာစေကောင်းဆောင်ကိုစီဝေးတယောက်ခွင့်ပေးတဲ့ပုံထိုင်းနိုင်ငံသားတွေအနေနဲ့တကူတော်ဆန္ဒပြပွဲတွေကမ်ပိန်းတွေပါဝင်ထိုင်းရပ်ဖက်အဖွဲ့တွေအနေနဲ့ကန့်ကွက်ဆန့်ကျင်ပွဲတွေစတိုင်လှုပ်ဆောင်နေတာတွေ့ရပါတယ် ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဗန်ကောက်မြို့မှာကျင်းပတဲ့ဘင်္ဂလားပင်လယ်ော်စီးပွားရေးနဲ့နိမညာဆိုင်ရာဘတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးဖွဲ့စည်းဘင်းစတပ်စီဝေးကိုဧပြီ3ရက်မှာတက်ရောက်ခဲ့ပြီးဧပြီ4ရက်ညနေပိုင်းမှာနေပြည်တော်ကိုပြန်သွားပြီလို့ထိုင်းသတင်းဌာနတွေကဖော်ပြပါဗျာ။